ဘုမတော့ကျွန်တော်ရွေချက်ကတို့အိမ်ဘိုးငွေပေးခဲ့မယ်ပြီးရင်တို့ဘတ်တို့ဆောက်ပေါ့နော်အဲ့လိုတွေးတာဒါမှမဟုတ်တို့မှာဘာအခက်အခဲရှိလဲဆိုတော့မြေပြင်မှာပစ္စည်းဝယ်လို့မရတဲ့အခြေအနေတွေကြုံနေဥပမာပေါ့ကျွန်တော်တို့ငွေပေးခဲ့ပေမဲ့တို့နီးစက်ရာတွေမှာအကုန်လုံးပစ္စည်းရမရှိကြတော့ဘူးဝါကာစာတွက်ကာစာတစ်ကာစာပေါ့အဲ့တော့ဟုတ်ပြီအဲ့ဒါကြီးကိုတွေကူညီလို့ရတဲ့အပိုင်းခြားဆိုပြီးတော့လိုက်ကူညီရင်ကူညီရတယ်ကဲငါတို့ဒီမှာပဲထပ်ပြီးတော့အစားဆုံးကူညီလိုက်ကြဖို့ဆုံးဖြတ်လိုက်ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးရတယ်ပြီးတော့ တရွာကူတရွာကူတရွာကူနဲ့ဟိုရွာတွေအများကြီးဖြစ်သွားတော့အဲ့အပူကတော့လေကျွန်တော်တို့ဒီငယ်လင်းစလှုပ်တဲ့အချိန်မှာနောက်ရက်ပေါ့နော်ကျွန်တော်တို့တွေမသွားဖြစ်မသွားသွားဖို့မသွားဖို့တိုင်မြင်တဲ့အချိန်မှာပဲတင်းတွေကြီးတဲ့အချိန်မှာကျွန်တော်တို့တွေအသက်ရှူကျက်တယ်ပေါ့ကျင်းတယ်ကိုလေအဲ့တင်းတွေကိုအသက်ရှူကျင်းတယ်အသက်ရှူကျက်တယ်အဲ့တော့ကျွန်တော်တို့ဘာလှုပ်ပေးနိုင်မလဲဘာလှုပ်ရမလဲဆိုတဲ့အဲ့လိုမလှုပ်ဘဲနဲ့ကျွန်တော်နေလိုက်ရင်ကျွန်တော်နေလို့ထိုင်လို့ကောင်းမှာမဟုတ်မနေနိုင်ဘူးကျွန်တော်ဝမ်းနေနေတာနဲ့ပြီးသွားမှာကွာအဲ့တော့ကျွန်တော်က ။ဘာဖြစ်ချင်တာလဲဆိုတော့ကိုကြီးရေတို့တွေတွားကြမယ်ဆိုတိုင်ပင်ပြီးတော့ဘောနော်အဲ့လိုတွားတဲ့အခါမှာကျွန်တော်တို့စိတ်ခံစားမှုကနည်းနည်းတော့ယော့သွားတယ်ဘောနော်ဟုတ်အဲ့လိုပဲလောက်ကနေစပြီးတော့ဆိုတော့ကျွန်တော်တို့စတာတရက်နေ့ရစတာနော်ဘိုးရတရက်နေ့ရနေစထွက်တယ်တရက်နေ့ရစထွက်ပြီးတော့ကျွန်တော်တို့စကိုင်းမန္တလေးတတဦးအင်းရအပင်းအင်းဝအင်းဝနောက်ဘုံအိုးဘုံအိုးစိန်ပန်းစိန်ပန်း ိမ်မန်အဲ့တကြောပေါ့နော် ပြီးတဲ့ခါကျတော့ကျွန်တော်တို့အင်းလေးသွားအင်းလေးသွားအင်းလေးသွားပြီးတော့အင်းလေးကိုလှုပ်ပြတယ်ပေါ့လှုပ်ပြတယ်ဆိုတဲ့ခါကျတော့ဟိုအဲ့ဒီဟာတွေအကုန်လုံးကတော့ရှေ့အင်တာဗျူးတွေလည်းဖြစ်ပြီးပြီးသားဆိုတော့အခုကျွန်တော်အင်းလေးကနေပြန်လာတယ်ပေါ့ကိုစားတဲ့ရက်ကနေအခုထိဆိုလို့ရှိရင်တော့ဂျားထဲမှာကျွန်တော်တို့တကြံတွင်းတော့ကကျွန်တော်အင်းလေးသွားပြီးတော့ကျမကြီးမကောင်းတဲ့အတွက်ရန်ကုန်မှာတကြံတွင်းခဏပြန်လာတယ်ပြီးတော့အတက်နေပြန်သွားတယ်ဆိုတော့ရန်ကုန်မှာနေတာကျွန်တော်၄ရက်လောက်တော့ပြန်နေဖြစ်တယ်ပေါ့ ပြန်ချုပ်မယ်ဆိုရင်တော့တလတလအောင်နည်းနည်းရော့တယ်ပေါ့အဲ့လိုပဲပြောမှာအဲ့လိုတော့ပီတိရေလို့တော့မဟုတ်ဘူးပေါ့ကျွန်တော်တို့စထွက်တဲ့ဟိုကကိုရီရှိသလောက်လေးနဲ့ကိုရီဟိုစုမိတဲ့ပတ်စံလေးနဲ့သွားလှူကြမယ်ဆိုရဲသွားတယ်သွားရနေပြီးတော့တစားတစားနဲ့ပိုချေပြန်လာတယ်ပိုချေလက်ပိုချေလာတဲ့ခါကျတော့ပိုလုံးနိုင်လာတယ်ပေါ့နော်ပိုလုံးနိုင်လာပြီးတော့မှအရိယာနေမှာတဆင်းတဆင်းတဆင်းနဲ့တကယ်လိုအပ်တဲ့နေရာတွေကိုလိုက်ရင်လိုက်ရင်လိုက်ရင်ရနေပြီးတော့ဟို ပထမတော့အလှပေါ့အလှကနေနောက်ကျတော့ကျွန်တော်အခုပြန်လဲထူထောင်ရင်းဘက်ကိုရောက်သွားတာပေါ့ပြန်လဲထူထောင်ရင်းဘက်ရောက်တယ်ရောက်ပြီးတဲ့အခါမှာလည်းအခုလို့တကယ်လိုအပ်တာဘာတူလဲမြေပြင်မှာဘာတူကအားနေနေလဲဆိုရဲဟာလိုက်ရှာရင်းနဲ့ကျွန်တော်ရှာရင်းနဲ့ကိုပြန်လှုပ်ပေးတဲ့နာလေးလိုက်လှုပ်ပေးရင်လိုက်လှုပ်ပေးရင်နဲ့အခုလည်းဟိုလက်ရှိအခြေအနေအထိဆိုလို့ရှိရင်ကျွန်တော်အလုံး80ကျော်ပါပြီအလုံး80ကျော်လောက်ကျွန်တော်ပြန်ဆောက်ပေးဖြစ်တယ်ပေါ့ဟုတ်အဲကျွန်တော်တို့တို့အိမ်လေးတွေဆောက်ပြီးတဲ့အခါမှာ သူတို့ရဲ့ပျော်ရွှင်မှုတော့မှုပေါ့နော်သူတို့တွေအိမ်မပြေးတဲ့အချိန်မှာတရားတော်ကွဲတပြားစီအိတ်ကားတာတွေရှိတယ်အဲ့တော့သူတို့အင်းနဲ့ရောက်တဲ့အချိန်မှာသူတို့ရဲ့စကားတန်လေးတွေဘာတွေကြားလဲဆိုတော့ကျွန်တော်မိသားစုလေးနဲ့ကျွန်တော်အတူတူပြန်နေခြင်းနဲ့ဗျာဆိုတဲ့စကားလုံးကကျွန်တော်တို့ယင်တဲ့ကိုထိစေတယ်အဲ့အတွက်သူတို့အိမ်လေးတွေကိုကျွန်တော်တို့ကအာကျွန်တော်တို့မှာရှိတဲ့အင်အားလေးနဲ့ကျွန်တော်ပြီးမြောက်စေခြင်းနဲ့ဗျာအဲ့တော့အိမ်လေးတွေပြီးသွားတဲ့အခါမှာသူတို့ပျော်သလိုကျွန်တော်လည်းပျော်တယ်ငေါညီကိုလည်းပျော်တယ်ကျွန်တော်ပင်ပန်းတာတွေအားလုံးမေ့တယ် လောက်ပဲမင်းပဲမင်းတို့အိမ်လေးတွေပြီးွားရင်ပျော်ပျော်နေတာဗျာပထမတော့ကျွန်တော်တို့ရွေချက်ကတို့အိမ်ဘိုးငွေပေးခဲ့မယ်ပြီးရင်တို့ဘက်တို့စောက်ပေါ့နော်အဲ့လိုတွေးတာဒါပေမဲ့တို့မှာဘာအခက်အခဲရှိလဲဆိုတော့မြေပြင်မှာပစ္စည်းဝယ်လို့မရတဲ့အခြေအနေတွေကြုံနေဥပမာပေါ့ကျွန်တော်တို့ငွေပေးခဲ့ပေမဲ့တို့နီးစက်ရာတွေမှာအကုန်လုံးပစ္စည်းရမရှိကြတော့ဘူးဝါကာစာတွက်ကာစာတစ်ကာစာပေါ့အဲ့တော့ဟုတ်ပြီအဲ့ဒါကြီးကိုယ်ကြီးကူညီလို့ရတဲ့အပိုင်းခြားဆိုပြီးတော့လိုက်ကူညီရင်ကူညီရတယ်ကဲငါတို့ဒီမှာပဲထပ်ပြီးတော့ အစားဆုံးကုညီလိုက်ကြဖို့ဆုံးဖြတ်လိုက်ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးကနေတော့တရွာကူတရွာကူတရွာကူနဲ့ဟိုရွာတွေအများကြီးဖြစ်သွားတာပေါ့အဲ့အပူကတော့လေကျွန်တော်တို့ဒီနေလင်းစလှုပ်တဲ့အချိန်မှာနောက်ရပေါ့နော်ကျွန်တော်တို့တွေမသွားဖြစ်မသွားသွားဖို့မသွားဖို့တိုင်ပင်တဲ့အချိန်မှာပဲတရင်တွေကြီးတဲ့အချိန်မှာကျွန်တော်တို့တွေအသက်ရှူကျက်တယ်ပေါ့ကျင်းနေကိုလေအဲ့တရင်တွေကိုအသက်ရှူကျင်းနေအသက်ရှူကျက်တယ်အဲ့တော့ကျွန်တော်တို့ဘာလှုပ်ပေးနိုင်မလဲဘာလှုပ်ရမလဲဆိုတဲ့အဲ့လိုမလှုပ်ဘဲနဲ့ကျွန်တော်နေလိုက်ရင်ကျွန်တော်တို့နေလို့ထိုင်လို့ကောင်းမှာမဟုတ်မနေနိုင်ဘူး ျွန်တော်1နဲ့နေတာနဲ့ပြီးသွားမှာကွာအဲ့တော့ကျွန်တော်ကဘာဖြစ်ချင်တာလဲဆိုတော့ကိုကြီးရေတို့တွေတွားကြမယ်ဆိုတိုင်ပင်ပြီးတော့ခနော်အဲ့လိုတွားတဲ့အခါမှာကျွန်တော်စိတ်ခံစားမှုကနည်းနည်းတော့ညော့သွားတယ်ပေါ့နော်ဟုတ်အဲ့လိုပဲအဲ့လိုပြောမှာပြောမှာဆိုတော့တကယ်တမ်းဟိုကိုညီကိုမောင်နှမတွေပဲလေတမီတဲ့နေတဲ့သူတွေတယောက်ဒုက္ခရောက်တဲ့အချိန်မှာကိုနိုင်တဲ့လောက်လေးဟိုတိတိလေးပဲဖြစ်ဖြစ်ပေါ့ကိုလှုပ်ပေးခြင်းနဲ့ဆန္ဒလေးကိုအကောင့်ထဲပေါ်နိုင်သွားတဲ့အတွက်ဟိုစိတ်ထဲမှာတော့ ိုယ်ရင်တည်းကဟိုဘယ်လိုပြောမလဲတောကတွေကိုယ်ရင်တည်းတောကမှာမဟုတ်ဘောနော်စိတ်ထဲမှာကိုယ်လှုပ်ပေးခြင်းတဲ့အရာလေးကိုကိုယ်နိုင်သလောက်လေးနဲ့လှုပ်ခွင့်ရလိုက်တဲ့အတွက်တော့စိတ်ထဲမှာပေါ့သွားတော့ပေါ့သွားတာဒါပေမဲ့ပေါ့သွားရဲဆိုပေမဲ့လည်းနောက်ထပ်အတွေးရပါရှိလာရဲဆိုတော့အိမ်အိမ်ပြီးရင်ရောသူတို့ရှင်သန်မှုအတွက်ကိုစာဝတ်နေရေးနောက်တစ်ခုကရေရင်ပြည့်အိမ်သာစရဲသူတို့ရဲ့လူနေမှုဘဝတွေကဘာတွေလိုအောင်မလဲဆိုရဲအတွေးရခေါင်းထဲထက်ရောက်လာတာပေါ့ဆိုတော့ကိုကိုကုညီနိုင်သလောက်တော့ ျွန်တော်ထပ်ပြီးတော့လဲကုညီဖို့အတွက်ကိုစ조사မှာပေါ့ဥမာအခုဒီနေ့ကျွန်တော်သွားခဲ့တဲ့မထရမြစ်လိုမျိုးပေါ့ဟုတ်ကျွန်တော်စတွေ့တယ်စတွေ့တဲ့အချိန်မှာအမခါယိုအဲ့လိုမျိုးထိသွားတယ်ထိသွားတဲ့အတွက်သူ့ကိုကုဝေးဖို့အတွက်ကိုကျွန်တော်စပြီးတော့조사ကြတယ်အဲ့ရနေပြီးတော့ကျွန်တော်စပြီးကုတဲ့ရက်နဲ့အခုအမရက်နဲ့တွက်မယ်ဆိုလို့ရှင်27ရက်ဆရာဝန်ချိန်တယ်သူ့ကိုမန္တလေးမှာအဲ့အယိုးဆရာဝန်ကကြည့်ရယ်ကုပေးတယ်27ရက်ပြီးတော့အခုတစ်ခါနောက်ထပ်တစ်ပတ်ထက်ချိန်တယ်ဆိုတော့၄ဘတ်တိတိပေါ့ ်ဟိုအမအကိုကျွန်တော်စကုပေးတဲ့အချိန်နဲ့အခုအမနည်းနည်းတက်တာလာတဲ့အချိန်နေနဲ့ဆိုကျွန်တော်တို့ဒီငန်လျုံကူတဲ့တက်တန်းနဲ့တစ်ထက်သေးလို့ဖြစ်နေတာပေါ့ဆိုတော့ဒီနေ့လဲကျွန်တော်နောက်ဆုံးအနေနဲ့တက်တဲ့ဦးမှာရှိတဲ့ခေါင်းခွဲရွာလာဟုတ်တယ်နော်ခေါင်းခွဲခေါင်းခွဲနာမည်နာမည်ဆန်းတော့မှတ်ပြီးတော့အခုအမစီကိုလည်းတွားပြီးတော့အမစိတ်အာတော့ငယ်နေမှာကြောက်လို့သွားပြီးတော့ကျွန်တော်လူကိုယ်တိုင်သွားတွေ့တယ်။နောက်သူတို့သုံးဖို့လည်းငွေတနိုင်သလောက်ဟို ထောက်ပံ့တယ်ပို့ပြီးစေကူဖို့အတွက်ကိုလည်းကျွန်တော်လောင်းတိုင်းသူပြန်ကောင်းတဲ့အထိကိုတောင်းဝင်ယူဖို့အတွက်ကိုကျွန်တော်အကုန်လုံးဆုံးဖြတ်ထားကြတာပေါ့ဟုတ်မန္တလေးမှာရှိတဲ့တငယ်ချင်းကတောက်လျှောက်သူ့ကိုလိုအပ်တာတွေအကုန်လုပ်ပေးဖို့လည်းအခုပြင်ဆင်ခဲ့တယ်ပေါ့နော်။နောက်သူ့အဲ့ဒီမှာပဲတနေ့တည်းဆုံးပါသွားတဲ့မထရမြေအမားရဲ့ဒါလေးနဲ့အမေကိုလည်းကျွန်တော်တို့ဒီနေ့ဟိုငွေလဲကူခဲ့တယ်လို့နောက်ဆရာတော်ဖခင်နဲ့အတူတူသွားပြီးတော့ဟိုဆရာတော်ဖခင်ကလည်းတရားတွေပါပြီးဟိုအဲ့မှာအမျှတွေပါဝေးအကုန်လုံးလုပ်ခဲ့ပါတယ်ဗျ။ ကျွန်တော်တို့တခုပြောစရာဘာရှိလဲဆိုတော့ငန်လင်ကြောင့်အဲ့လိုမျိုးဒုက္ခရောက်သွားတဲ့လူနာတွေကမထနာမြစ်တယောက်တည်းမဟုတ်ဘူးဗျတနိုင်ငံလုံးရှိနေမှာပဲရှိနေမှာပဲဆိုတော့ဥမာအင်းလေးတည်းမှဆိုလို့ရှိရင်လေဒီလိုလူနာတွေအများကြီးပဲအများကြီးဆိုတော့အဲ့လူနာတွေအတွက်ကိုကျွန်တော်အင်းလေးကကြတော့တကယ်မရှိမဖြစ်ဆရာဝန်လည်းအဆင်မပြေတဲ့အခါကျတော့ကျွန်တော်တို့ကဟိုပေါက်ပါးမှာဟိုစာကြီးတိုင်းနဲ့ ဒီအခမဲ့စေကန်လေးဖွင့်ပေးဖို့ကျွန်တော်ရေရှည်ပလန်လေးတစ်ခုချပြတယ်ချပြပြီးတော့အဲ့စေကန်လေးကနေစပြီးတော့ကျွန်တော်တသိသိလေးကနေစပြီးတော့စူးစမ်းပြီးတော့ဟိုအင်္ဂလိပ်ဒေသမှာရှိတဲ့လူတွေရဲ့ကျမ်းမာရေးအစအစအရလိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့ဖြည့်ဆည်းပေးဖို့အတွက်ကိုကျွန်တော်ပြင်ဆင်ခဲ့ပြတယ်ပေါ့နော်ထို့နည်းလကောင်းပဲတခြားသောမြို့တွေတခြားသောနေရာတွေမှာအမမထရာမြို့လိုမျိုးတခြားလူတွေလိုမျိုးထိခိုက်ဒဏ်ရာရတဲ့သူတွေရှိကြမှာပဲအဲ့ဒါလေးတွေကိုတတ်နိုင်တဲ့ကိုနီးစက်ရပေါ့ဟိုပံ့ပိုးပြီးတော့ရှာဖွေပြီးတော့ ူညီပြီးတော့ဟိုကုသပေးဖို့အတွက်ကိုတော့ဖြစ်စေချင်တာပေါ့အဲ့သဘောပါပဲတချို့ကျတော့လည်းဆေးရုံရောက်တဲ့သူရှိတယ်တချို့ကျတော့လည်းဆေးရုံရောက်ဖို့ဟိုမတက်နိုင်တာပေါ့သူတို့သွားဖို့လာဖို့ဈေးရိတ်ကတော့အဆင်မပြေတဲ့လူတွေရှိနိုင်တာပေါ့နော်အဲ့ဒါမျိုးလေးတွေကိုနီးစက်ရာကိုယ့်ဘက်ဝင်ချင်မှရှာဖွေပြီးတော့ကုသပေးဖို့အတွက်ကိုကျွန်တော်ဒီနေရာနေပြီးတော့ပြောချင်ပါတယ်